ြစ်တံလူငင်းခွင်အမိန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်ဒေါအောင်ဆန်းစုကြည်အပေါ်သက်ဆိုင်ရာတရားရုံးများကပြစ်မှုထင်ရှားစီရင်ပေးချမှတ်ခဲ့သည့်ပြစ်ဒဏ်များအနေရာဇဝတ်မှုကြီးအမှတ်35မြင်းဆောင်2023ရာဇဝတ်မှုကြီးအမှတ်39မြင်းဆောင်2023ရာဇဝတ်မှုကြီးအမှတ်87မြင်းဆောင်2023ရာဇဝတ်မှုကြီးအမှတ် 38မြင်းဆောင်2021ရာဇဝဲမှုကြီးအမှတ်45မြင်းဆောင်2021တို့ဖြင့်ပြစ်မှုထင်ရှားစီရင်ပြီးပြစ်ဒဏ်ကြခံရန်ကြန့်ရှိသည့်ပြစ်ဒဏ်များအား ရာဇဝဲကျင့်ကြောဥပဒေပုံမှန်401ပုံမှန်ွဲ1အရလူငိမ့်သက်တာွဲပြုလိုက်သည်အမိတ်အရာအောင်လင်းတွေဒုတိယဗိုလ်ချုပ်ကြီးအတွင်ရေးမှုဟုဖော်ပြပါရှိပါရရှင် မင်္ဂလာပါရှင်ဗမာခေတ်တည်ရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးဧပြီလ9ရက်နေ့မနက်ရှင်နိုင်တည်ရင်များကိုအစဉ်ကန်တင်ဆက်ပေးပါရမရှင်ပထမအဆုံးတည်ရင်အနေနဲ့ငပူတော်ရင်ဆက်လီတစီကိုဖမ်းဆီးနှိပ်စက်နေသည့်စစ်ကောင်စီတပ်သားများကိုပြည်သူများကပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာရှဲတူသေးဆုံးပြီးပြစ်စတိုတနက်တလက်ယူဆောင်ကထွက်ပြေးလွတ်မြောက်ဆိုတဲ့တည်ရင်ပဲဖြစ်ပါရရှင် အရာရီတိုင်းကပူတော်မြို့နယ်ငေယုကောင်းနယ်မြေကိုရင်ကြီးကျွန်းတွင်ဆက်လီတစီကိုပန်းစီနေဆန်နေသည်အကြမ်းဖက်ဆက်ကောင်းစီတပ်သားများကိုပြည်သူများကပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာရဲတအုပ်သေးဆုံးပြီးပြစ်စတုတနက်တလက်ယူဆောင်ကထပ်ပြေးလွမြောက်သွားကြောင်းဒေသနေပြည်သူများကရန်ကုန်ခေတ္တတွင်ဌာနထံသို့ပြောကြားသည်ရှမန်နေဧပြီလ3ရက်နေ့ညနေ9:30မိနစ်ခန့်တွင်ငပူတော်မြို့နယ်ငေယုကောင်းနယ်နတ်မော်ကြီးရွာအုပ်စုပင်လယ်ပြင်အနေ၌ရခိုင်တိုင်းသားဆက်လီတစီရောက်ရှိနေကြောင်းတရင်အရာငေယုကောင်းမြို့ ဲ့အုံကျွန်ကြီးအမြောက်တမ်းမှပုံမူတန်ဆင်လေငေယုတ်ကောင်းနေမြေရဲစခန်းမှာရဲတပ်သားမူထက်ဝလာကျော်နဲ့နတ်မော်အုပ်စုစရေတို့သည်တုံအုံသွားရောက်ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်ထို့သူဖမ်းဆီးပြီးနောက်ဖမ်းဆီးရရှိသည့်ဆက်လေးကိုရှိမမောင်းခိုင်းပြီးဒေသခံဆက်လေးကိုနောက်မှကြိုးပြင်းဆွဲကငေယုတ်ကောင်းနေမြေရဲစခန်းသို့ခေါ်ဆောင်လာခြင်းလမ်းတလျှောက်တွင်စစ်ကောင်းစီတပ်သားများကရိုင်းနှင့်နှိမ့်ဆက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည် ချိုးတို့ရိုက်နှက်နှိမ့်ဆက်ခြင်းကြောင့်ခွန်ရံကြီးကျောအနေရှိနန္ဒဘုကြီးရွာအနေရောက်တဲ့ရိုက်နှက်ခံရသောပြည်သူများကပြင်လဲခုခံတိုက်ခိုက်ခဲ့ရာရဲတပ်သားမူထဝလာသောတိဆုံပြီးဘုံမှုနှင့်စည်ရို့အပြင်ထန်တရာရရှိခဲ့ကြောင်းထို့ပြင်ဘုံမှုကန်ဆောင်သောပစ္စတိုတနက်တလက်ကိုလည်းပြည်သူများကယူဆောင်သွားပြီးထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်ရှခိုင်ဘက်ကလာတဲ့ဆက်လီကိုဖန်လာတာပြက်နေတဲ့ဒေသခံဆက်လီကိုနောက်ကနေကျိုးနေဆွဲလာတယ်။သူတို့နှိမ့်ဆက်နေတာမခံနိုင်တော့တန်တုံးနဲ့ပြန်ရိုက်ပြီးထွက်ပြေးသွားတာ။ စာကားဘိုးရဲ့ပြစ်စတိုးတနက်ပါယူသွားတယ်လို့သိရတယ်။နောက်ကပါလာတဲ့ဆက်လီကိုတော့ကျိုးကိုတားနဲ့ဖြတ်ထားခဲ့တယ်ဟုဒေသနေပြည်သူတို့ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြသည်။ရဲတပ်သားမိုးထဝလာကျော်သည်ဧပြီလ၄ရက်နေ့နနက်၆နာရီခန့်တွင်တိုက်ဆုံခဲ့ခြင်းဖြစ်ပြီးရဲကြီးစီးရည်သည်လည်းဓာတ်ထုတ်ခံရသောတရားပြန်စေကူတာနေရကြောင်းဘုံမှုတန့်စင်လည်းသည်ပသိမ်စီယုံတို့ပို့ဆောင်ကူတာနေရပြီးတတိပြန်လည်လာ၍မင်္ဂလာတော်စစ်စေးယုံတို့လွှဲပြောင်းလိုက်ကြောင်းသိရသည်။ ။ထေသွားတဲ့ရဲတပ်သားမို့ထက်ကုန်းရုပ်ကောင်းကန်းစီဒေသလူတွေအားလုံးကယုံရှာနေတာကြပြီးပြည်သူကိုတအားရိုက်လို့ရဲကြီးစီးကတော့ဓာတ်ထုတ်ခံရတယ်မသိဘူးဗျ။ဗိုလ်မှူးကတော့တတိပြန်လဲလာလို့ပသိန်ကနေမင်္ဂလာတော်စစ်စေးရုံကိုလွှဲလိုက်တယ်။သူလဲပြည်သူတွေပေါ်တော်တော်ဆိုးပါတယ်ကိုဒေတာနေပြည်သူတူကရှင်းပြတယ်။ဆလဘေးတီတိန်မျိုးရှိခလာရ969တရင်မှာဆက်ကစီတတာဒုတက်ချက်တွေကိုပါဝင်နှစ်ဦးလက်နက်ခဲရဲများယူဆောင်လာပြီးအလင်းဝင်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမရှင်။ ချင်းပြည်နယ်တည်တိမ်မြို့ရှိခလာရ269တည်ရင်မှာစစ်ကောင်စီတပ်သားဒုတက်ချက်တို့အပဝင်နှစ်ဦးလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း PDF ဆိုလန်ကပြောဆိုသည်။ဧပြီလ3ရက်နေ့တွင်တည်တိမ်မြို့ရှိခလာရ269တည်ရင်မှာတပ်သားမောင်ဖိုးခွာနှင့်ဒုတက်ချက်မျိုးမင်းကျော်တို့ PDF ဆိုလန်ထံအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အလင်းဝင်လာသောစစ်ကောင်စီတပ်သားနှုတ်သည် MA မျိုးစားတနန်းနှင့်ကြီးများကြီးပါများလက်ပြပုံအီနာက ပုံသည်စကားပြောဆက်နှင့် စေတုံးဆောင်ပစ္စည်းများယူဆောင်လာသောကြောင့် PDF ဆိုလန်ကကွန်ပျူတာစွန့်ဝေးချိန်မြင့်ခဲ့ကြောင်းသိရှိရသည်။ထို့သောထက်မှန်လင်းဝင်ရောက်လို့သောစကောင်းစေတတားများကိုလည်း PDF ဆိုလန်ကဖိတ်ခေါ်ထားပြီးအလင်းဝင်လာသူများကိုလည်းကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းသိရှိရသည်။ ဆလဘေးစင်ကုန်းနဲ့ဖဲကုန်းတွေရက်20ကြာပြည့်ရထားသောစစ်တပ်ကလေရင်အသေးခံဒရုန်းများဖြင့်တိုက်ခိုက်မှုပြည်သူ၃ပြင်းထန်ဒဏ်ရာရသွေးတွေကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းစင်ကုန်းမြို့နယ်ရက်20ကြာပြည့်ရထားသောစံပတ်စစ်တပ်ကလင်းဖြင့်ပုံစဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းခရိုင်ပကဖမတောင်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်။ဧပြီလ၄ရက်နေ့ညနေ၄နာရီ၄၉မိနစ်ခန့်တွင်စင်ကုန်းမြို့အရှိန်မြောက်ဘက်ကိုရက်20ကြာအပြည့်ရထားသောစံပတ်စစ်တပ်က တရုတ်လေတပ်မှတက်လာသောရက်ဝိုင်းသတ္တိဖိုင်တာဂျက်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အကြမ်းဖက်စစ်တပ်လေးကြောင့်တိုက်ခိုက်မှုတွင်ပြည်သူ့နှုတ်ပြင်ထန်တန်ရန်ရရှိပြီးနေအများပြည်စည်ဆုံးရှုံးမှုရှိကြောင်းသိရသည်။ဒီကနေ့ညနေပိုင်းမှာစင်ကူမြို့ရှိမြောက်ဘက်ကိုတရုတ်ကတက်လာတဲ့ရက်ဝိုင်းသတ္တိဂျက်ဖိုင်တာနဲ့ပုံသီးတစ်လုံးကျဲချတိုက်ခိုက်ခဲ့တဲ့ပြည်သူ့နှုတ်ပြင်ထန်တန်ရန်ရတဲ့ဟုခရိုင်ပကဖမတောင်ရှိသူတို့ကပြောဆိုသည်။ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်ခေါင်းဤရွာတဲ့ကိုအကြမ်းဖက်စစ်တပ် က်ကအသေးကန်ဒရုန်း၃၀လက်နက်ကြီးများဖြင့်တိုက်ခိုက်ရာပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်တပ်အသေးကန်ဒရုန်း၃၀ကိုပစ်ချနိုင်ခဲ့ကြောင်းဖေကုံ PDF တပ်ဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်းသို့ပြောကြားသည် ဧပြီလ3ရက်နေ့ည9:00နာရီချိန်ခန့်တွင်ဖဲခုံမြို့နယ်ကောင်းရွာသစ်ဘက်သို့စကားစားခွနှင့်တရင်ကအသေးခံဒရုန်း20ပြင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာဖဲခုံ PDF တပ်ထောင်နှင့်တရင်ကဒရုန်းတစ်စီးကိုပစ်ချနိုင်ခဲ့ကြောင်းဧပြီလ4ရက်နေ့နက်ပိုင်းကလည်းရင်းစကားစားခွနှင့်တရင်ကလက်နက်ကြီးဖြင့်9စိန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတောင်ရလောက်ကိုင်းနေသောပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်စကားကခွနှင့်နေပြီးပြည်သူလူထုနေထိုင်နေတဲ့ရွာတွေကို OTV တိုက်ခိုက်နေတာပါဒီကနေ့မနက်ကလည်းမင်းကပစ်ချခဲ့တဲ့ဒရုန်းက ောက်ပြီးချိန်မှာစကကခုနှစ်ကနေလက်နက်ကြီးနဲ့၅ချိန်ပစ်ခတ်လို့တောင်ရံလုံးနေတဲ့ပြည်သူထိခိုက်ဒဏ်ရာရရှိပါတယ်ဟုဖဲခုံ PDF တပ်ဖွဲ့မှတောင်းရှိသူတူကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည်ငလင်တန်းချောင်းစစ်ကောင်စီကအပြစ်ရထုတ်ပြန်တော်လဲမြေပြင်တွင်လေးချောင်းတိုက်ခိုက်မှုများအထေကန်ဒရုန်းများဖြင့်နေစဉ်တိုက်ခိုက်လျက်ရှိသောကြောင့်တော်လင်းရဲဘော်ရဲဘက်များအနေဖြင့်သတိထားနေထိုင်ကြရန်ဖဲခုံ PDF တပ်ဖွဲ့ကသတိပေးပြောဆိုထားသည် ဆလဘိညီနောင်မမိတ်သုံးဘွဲကတစ်ဖက်သက်အပြစ်ရထားတော့လဲစစ်တပ်ကနောက်ချူကိုထိုးစစ်ဆင်လာ၍တိုက်ဝဲဖြစ်ပေါ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ညီနောင်မမိတ်သုံးဘွယ်ကငလင်တန်တဲ့ပြည်သူများကိုထိရောက်တော့ကဲစေလှဆောင်နိုင်ရန်တစ်ဖက်သက်အပြည့်ရထားတော့လေစစ်တပ်ကနောင်ချိုကိုထိုးစစ်ဆင်လာရင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတရနယ်လေးကပြောဆိုသည်ဣရန်လ3ရက်နေ့မွန်လေ12နိုင်ဝန်ချင်းချင်းခံတွင်အစံဘက်စီရင်တဲ့ခုနှစ်စီဖြင့်လူရင်းအဖြစ်တည်မီအင်းတော်မှကြောက်ကိုတောင်ချီအမတကိုရနေသူစစ်ကူများအင်းအဖြစ်တည်နေကြောင်းသိရသည်ထိုးသွင်းအင်းအဖြစ်တည်မီဣရန်လ4ရက်နေ့နနက်9:55မိနစ်ခန့်တွင်ထိုးစစ်ဆင်လာသောအစံဘက်စစ်တပ်နှင့်တအောင်းတပ်မတော် PDS LFD NL တို့အမတ်900ရည်အနည်းတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ထို့ပြင်အစံဘက်စစ်တပ်သည်တပိတ်ချင်းမျိုးနှင့်9မိုင်ကုန်လေး Jet Fighter ဖြင့်၂ချိန်လမ်းရောက်ပုံကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။အစံဘက်စစ်ကောင်စီသည်ဧပြီလ2ရက်နေ့မှ22ရက်နေ့ထိအပြစ်ရသည်ဟုကြေညာခဲ့ပြီးနိုင်ငံတော်စစ်ဝန်နေချင်းအထိမ်းအမှတ်နေရာကိုထုတ်ပြန်ကြေညာတော့လေ။ထိုစစ်စင်ရဲ့လေးဆောင်တိုက်ခိုက်မှုများနေ့စဉ်ပြုလုပ်လျက်ရှိကြောင်း TNL ကပြောဆိုထားသည်။ ပြီးခဲ့သည့် March လ28ရက်နေ့ကဖြန့်အားပြင်းလှုပ်ခတ်သွားခဲ့သောငလျင်တန်းကြောင့်ဧပြီလ3ရက်နေ့အထိမြန်မာနိုင်ငံတော်အနေနဲ့ဒေသုံသူ385ဦး၊ထိရန်ရသူ4935ဦးနဲ့ပျောက်ဆုံးသူ341ဦးထိရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဆလဘီဘန်ကောက်ရောက်စစ်ကောင်ဆောင်ကိုဆန္ဒပြလိုက်မြန်မာတို့အဖမ်းခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ဘင်စတက်အစည်းအဝေးတရရင်ရောက်ရှိနေသောအာနာသိန်းစစ်ကောင်ဆောင်ပူဇော်မှုကြီးမင်းအောင်လိုက်တဲခုံနေသည့် Shangri-La Hotel Sharing ယမန်နေကတကူတော်ဆန္ဒပြလိုက်မြန်မာတို့ကိုထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်းသိရသည်။ အဖမ်းခံရသူကိုဖြိုးပိုင်းကမားလာကိုဆန္ဒသွားပြရင်ကျွန်တော်ခဏအထင်းသိမ်းခံရပါတယ်စိတ်မပူကြပါနဲ့မြန်မာပြည်တော်ခဏပြန်ပုံမယ်တယ်အခုတော်မဘုံခဏပေးလို့ပါဟုရှနိနနပိုင်း sorry ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတစင်အသိပေးထားသည်ကိုဖြိုးပိုင်းသည်2025ခုနှစ်ဧပြီလ3ရက်နေ့နဲ့17နိုင်ဝန်းကျင်အချိန်ကစစ်ကောင်းဆောင်မင်းလိုင်းတဲကော်မြေရှန်ဂရီလာဟိုတယ်ရှယ်ရင်ရိုက်ထားသည့်ပုံနဲ့တူမားလာ၏မင်းဗမာလဲဟုလူမှုကွန်ရက်၌ဖော်ပြပြီးနောက်ညနေပိုင်းတွင်ဖန်စီခံရခြင်းဖြစ်ကြောင်းသိရသည် ဖင်စတအစည်းအဝေးတို့မြန်မာအာဏာသိမ်းစစ်ကောင်ဆောင်ကိုဖိတ်သည့်အတွက်တိုင်းဝန်ကြီးချုပ်ဖေတောင်တန်းအတိုက်ခံပါတီကဝေဖန်နေသလိုအရက်ဘက်ဖွဲ့စည်းများနဲ့တိုင်းပြည်သူများမှလည်းစစ်ကောင်ဆောင်လာရမှုကိုအလိုမရှိကြောင်းပြောဆိုနေကြသည်